ရင်တမမှာဖင်တကြောကြောနဲ့ကြည့်ရအောင်မယ်ချဲစီနဲ့စပါလန်ဒန်ဒါဘီပွဲကြိုသုံးသက်ချက်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကိုစိုင်းရဲ့ချဲစီလိုက် YouTube Channel နဲ့ Facebook Page ကနေပြောင်းညီကိုရီအားလုံးတွေ့ဒီစွန်နဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြသွားမယ့်အကြောင်းအရာလေးကတော့နက်ဖြန်ညမြန်မာစံတော်ချိန်12နာရီမှာ Premier League ပွဲစဉ်30အဖြစ် Tottenham Hotspur တင်းနဲ့ချဲစီတင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်လေးပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကမှကစားခဲ့တဲ့ Club Brugge ပွဲစဉ်မှာချဲစီတင်းက Premier League Club Wolverhampton တင်းကို၄-၃ဆိုတဲ့ရလဒ်နဲ့အနိုင်ယူက Quarter Final ကို တလန်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီနိုင်ပွဲကိုရရှိခဲ့တာကြောင့်ချယ်ဆီကစားသမားတွေရဲ့မန်ဒလရီဘိုင်းကလည်းအနည်းငယ်မြင့်တက်နေကြမှာအတေကြပင်ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ပတ်ကအင်ကွင်းမှာဆန်နာလန်ကိုရှုံးနေခဲ့ရတာကြောင့်ပဲဖြစ်ပါတယ်။ဒီတော့နောက်ပြန်ညမှာကစားမယ်စပါတင်းနဲ့ပွဲစဉ်ကိုချယ်ဆီနီးပြအန်ဆိုမာရစ်ကနဲ့ကစားသမားများဟာအနားရထားတဲ့အဓိကကစားသမားတွေနဲ့ပွဲကိုတေချာလေးပြင်ဆင်ကအဝေးကွင်းမှာနိုင်ပွဲပြန်လည်ရရှိအောင်ကြိုးစားလာလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်နေပါတယ်။တစ်ပတ်အင်ရှင်တော်ရီယန်ဟော့စပါအသင်းဘက်ကိုကြည့်ရမယ်ဆိုရင်လေဒီနေ့ရာသီအစမှာနီးပြတဲ့တောမတ်ဖရန်နဲ့တူတော တာထွက်ကောင်းခဲ့တယ်လို့နိုင်ပွဲတွေဇက်တိုက်ရရှိခဲ့ပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကကစားခဲ့တဲ့ကလာဘောင်းပရိုဗင်စ်မှာတော့နယူကာဆယ်အသင်းကိုရှုံးနေခဲ့ရသလိုအသင်းမှာအားကိုးရတဲ့ကစားသမားတော်တော်များများကလည်းဒဏ်ရာရရှိနေကြပါတယ်ဒီလိုမျိုးဒဏ်ရာရကစားသမားတွေများနေတဲ့စပါတင်းကိုချယ်ဆီအသင်းအနေနဲ့အရင်ပွဲကိုရော့ဒီယော်ရဲ့မကစားဖို့ကအဓိကလိုအပ်နေပြီးမနေ့ပြန်ပွဲရလန်ဒန်ဒါဘီပွဲဖြစ်တာအကြောင်းမို့လို့ကြည်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာကတော့အသေးချာပဲဖြစ်ပါတယ်လူစင်းနဲ့ကစားပုံကိုမပြောခင်မှာဒီနေ့အသင်းရဲ့ထိတ်တိုက်တွေ့ဆုံမှုကိုကြည့်မယ်ဆိုရင်နှစ်သင်းပေါင်း39ကြိမ်တီးတွေ့ဆုံသာပြီးချယ် စည်းတင်းက22ကြိမ်အထိအနိုင်ရရှိထားကစပါတင်းက6ကြိမ်သာအနိုင်ရရှိထားပြီးတရေ17ကြိမ်ထွက်ပေါ်ထားတာပဲဖြစ်ပါတယ်နောက်ဆုံးတွေ့ဆုံမှု6ကြိမ်ကိုကြည့်မယ်ဆိုရင်လည်းချယ်စီတင်းက4ကြိမ်အထိအနိုင်ရရှိထားပြီးစပါတင်းက2ကြိမ်သာအနိုင်ရရှိထားကတရေ2ကြိမ်ထွက်ပေါ်ထားတာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကင်းကင်းနဲ့ချက်လက်ရကိုလက်ရှိကစားသမားတောင်းတင်းမှုဘိုင်းမှာပါချယ်စီကအသာရနေတာကိုမြင်တွေ့ထားရပါတယ်ဆက်လက်ပြီးလူစင်းထုတ်ပုံကိုပြောရမယ်ဆိုရင် Asian Tottenham Hotspur တင်းကတော့သူတို့ရဲ့ပုံမှန်ကစားကွက်ဖြစ်တဲ့၄နှစ်၃ပြည့်ပုံစံကိုပဲအသုံးပြုလာက Vicario Van Divan ဒန်ဆိုပက်ဒရိုဘောရိုစပန်စီပယ်လင်ညာဘန်တန်ဂါကူရူ ဆိုင်မွန်ပိုဒိုဘတ်မတ်စ်တဲတို့အစုဖွဲ့နဲ့ချယ်ဆီတင်းကိုအခက်ခံစားလာနိုင်ပါတယ်။တစ်ဖက်အဲ့တဲ့ချယ်ဆီတင်းကလည်းသူတို့ရဲ့ပုံမှန်ကစားကွက်ဖြစ်တဲ့၄-၃ပြပုံစံကိုပဲအခြေပြုလာကရောဘတ်ဆန်ချက်၊ချာလဘာ၊အာချမ်ဘောင်း၊ဗီစီဂျိန်၊ကူကူရဲလာ၊လာဗီယာ၊ကိုက်စီဒို၊အန်ဇို၊ဂါနာချိုနက်တိုနဲ့ဂျာဘတ်တို့တို့အစုဖွဲ့နဲ့ရင်ဆိုင်လာနိုင်ပါတယ်။ချယ်ဆီတင်းကမနက်ဖြန်ပွဲကိုတေချာပေါင်းအနိုင်ရရှိအောင်ကြိုးစားလာမှာဖြစ်တယ်လို့အရှင်စပါတင်းဘက်ကလည်းအနိုင်ရရှိအောင်ကြိုးစားလာနိုင်တဲ့အရာကြီးကြောင့်ပွဲဟာအတော်လေးကြီးကောင်းပြီးအပြန်အလှန်တွင်းကိုတွေကိုမြင်တွေ့သွားရပွဲလည်းရှိနေပြန်ပါ တယ်။နေ့ပြန်ပွဲစဉ်မှာ Chelsea သင်းရဲ့ကွင်းလေကစားသမားတွေကစပါးကွင်းလေလူပယ်လင်ညာဥဆောင်တဲ့ကွင်းလေကိုအသာစီးယူကကစားနိုင်ဖို့လိုအပ်တယ်လို့အားနည်းတဲ့ခန်းစစ်ကစားသမားတွေကလည်းမာယွန်းနေစွာကစားကတိုက်စစ်ပိုင်းကကစားသမားတွေကလည်းရရှိလာတဲ့အခွင့်အရေးတွေကိုအကောင်းဆုံးသုံးချနိုင်ခဲ့ပါကနေ့ပြန်ပွဲစဉ်ဟာ Chelsea သင်းတွေတော့အရင်ကြီးခက်ခဲမဲ့ပွဲစဉ်တစ်ပွဲမဟုတ်ပေမဲ့လည်းအသင်းရဲ့ခန်းစစ်ပိုင်းအားနည်းမှုကြောင့်ရင်တမမဖိနှိပ်ကြွကြနဲ့စောင့်မျှော်ကြည့်ရှုရတော့မှအသေးချာပင်ဖြစ်ပါကြောင်းပြောကြားရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျာညီကိုတို့တွေအနေနဲ့ကတော့မနေ့ကညမှာကစားကြတော့မယ်တော်တင်ဟော့စပါ တင်းနဲ့ချဲစီတင်းတို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်တွေရင်ခွန်တန်လေးတွေကိုဘလူးဂျက်လက်ထပေါ်လာမလဲဆိုတာကိုယ့်ရဲ့အမြင်နဲ့သုံးသပ်ချက်လေးတွေကိုအောက်က comment box ထဲဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ကိုစိုင်းရဲ့ချဲစီလိုက် YouTube channel နဲ့ Facebook page မှာနေ့စဉ်ချဲစီသတင်းကြောင်းရာတွေနဲ့ပွဲကြိုပွဲပြီးသုံးသပ်ချက်တွေတင်ဆက်ပေးနေဖြစ်လို့ကိုစိုင်းအေးချဲစီလိုက် YouTube channel နဲ့ Facebook page တွေကို like and follow subscribe လုပ်ပြီးတော့ခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ